American influencer တူကအစားအသောက်တက္ကစီနေဟိုတယ်အပါအဝင်ကုန်ကြစည်အားလုံးကိုထိုင်းနိုင်ငံဘဏ်ကောင်မှတရက်ကိုဒေါ်လာ20နဲ့နေထိုင်ဖို့သူကိုယ်သူစိန်ခေါ်ခဲ့ပါတယ်။ဒေါ်လာ20နဲ့နေထိုင်မှုစိန်ခေါ်ပွဲကိုရခင်အပိုင်းတစ်ခုမှာအစီအစဉ်တင်ဆက်သူကအိန္ဒိယနဲ့ VNN တို့ခီးထွက်ပြီးတော့စိန်ခေါ်ခဲ့ပါတယ်။ဒီတခါတော့သူထိုင်းနိုင်ငံဘဏ်ကောင်မျိုးကိုရောက်နေပါတယ်။အဲဒီနေ့နဲ့နဲ့လူကြိုက်များတဲ့ဝက်သွေးစုပ်ပြုံးနဲ့ဝက်သားဟင်းမျိုးမျိုးရောင်းချနေတဲ့လမ်းမေးဆိုင်တစ်ဆိုင်ကိုတွေ့ရှိခဲ့ပါတယ်။မုတ်ဖတ်လက်တစုပ်စာဝက်သားနေငယ် အသားလုံးနှလုံးဝတ်အသေးအနေငယ်နှလုံးအဆုပ်ရှားဥမာကြီးနဲ့ဝတ်ကောင်းထည့်ပြီးတော့ဝတ်သားကျွတ်ကျွတ်အနေငယ်နဲ့နောက်ဆုံးဝတ်သားဟင်းရည်ထည့်ပြီးဒေတာအစားအစာတစ်ခုဖန်တီးပေးလိုက်ပါတယ်အစီအစဉ်တင်ဆက်သူကဟင်းရည်ကိုပထမဆုံးမြည်ဆန်းကြည့်လိုက်တော့အလွန်အရသာရှိတာသိသွားတယ်ကလီစာမျိုးမျိုးကအရန်ရသာရှိကဟင်းရည်ထဲမှာစိန်ထားတဲ့မုတ်ဖက်ကအရန်နူးညံ့ပြီးစားကောင်းတယ်ဝတ်သွေးကထော်ပတ်လိုမျိုးနူးညံ့နေပါတယ် ကလီစာဟင်းရီကဒေါ်လာ1.84ကျပ်သာကြတာမို့အစီအစဉ်တင်ဆက်သူကအလွန်သဘောကျတဲ့ဈေးနှုန်းဖြစ်လေပါတယ်။အရသာရှိတဲ့ဟင်းရီကိုမြည်ဆန်းပြီးတဲ့အခါမှာတော့စီစဉ်တင်ဆက်သူကတရေစာတိုင်းနီးပါးကိုဂုံယူဝင့်ကြွားစွာကြွားလုံးထုတ်တဲ့ဈေးတို့သွားရောက်ခဲ့ကတရေစာမျိုးစုံကိုအမိလိုက်စားပါတယ်။ဈေးရဲ့အစွန်ဆုံးမှာတာကိုနဲ့တူတဲ့မုတ်တစ်ခုကိုသူ့တွေ့ခဲ့ပါတယ်။တံပြားပေါ်မှာမုတ်နဲ့ထည့်ပြီးနှံ့အောင်ဖြန်ကတကြားမုတ်၊ကြက်ဥ၊တကြားညုံနဲ့ငရုတ်ကောင်းမုတ်ထည့်ပါတယ်။နောက်ဆုံးမှာနနမင်းအနေငယ်နဲ့နှမ်းဖြူဖြူပြီးတဝက်ခေါက်လိုက်ရင်တော့စားလို့ရပါပြီ။ ဒေါ်လာ1.16ကျတ်သာကုန်ကြကအပြင်းပိုင်းကျွတ်ကျွတ်ရွာလေးနဲ့မို့အရသာရှိကအရန်စားကောင်းပါတယ်နေလဲစားစားပြီးတော့တင်ဆက်သူကလမ်းမေးစားသောဆိုင်တဆိုင်ကိုတွေ့သွားပြီးတော့ဝတ်သားထမင်းပြူနဲ့ခောက်ဆွဲပြုတ်တပွဲမှာလိုက်ပါတယ်။စံခောက်ဆွဲလက်ဆုပ်စာကိုစီတေဦးရဲ့ပြစ်ထည်လိုက်ပြီး၅စက္ကန့်မပြည့်မီမှာချက်ချင်းဆယ်ထုတ်လိုက်ပါတယ်။ကိုင်းလန်ကျော်နေငယ်ကြာစံကျွတ်ကျော်လက်ဆုပ်စာနဲ့ဟင်းရီတစုံလောင်းလိုက်ပါတယ်။ဈေးနှုန်းကတော့ဒေါ်လာ1.3ခွန်သုံးချက်သာရှိပြီးအရန်များတာမို့လို့တန်နေပြောရမယ်လို့ထင်နေ။များတဲ့ထင်ရပါပဲ။ဘိုက်တော်တိတ်ပြီးမပြေဘူး။ နေလဲစားစားပြီးတဲ့နောက်မှာတော့တင်ဆက်သူကအနီရောင်အဆောက်အဦဘေးမှာတဲခုတ်ကန်တစ်ခုကိုတွေ့သွားပါတယ်။အခန်းကကျင်းပြီးတော့ဂရင်တလုံးရေချူကန်နဲ့အင်သာပါရှိပါတယ်။ဘရင်ဘောက်ကိုဖွင့်လိုက်ပြီးတော့ရှူကင်းကိုကြည့်လိုက်တဲ့ငွေတကောင်တွေ့လိုက်တာမို့လို့ထိတ်လန့်သွားပြီးတော့လုံချုံရေးအတွက်တခြားဟိုတယ်ပြောင်းလိုက်ပါတယ်။ညနေရောက်တော့သုံးမေးဆိုင်ကလေးတစ်စီးကို2ဒေါ်လာနဲ့ငါပြီးစားတော့ဆန်တစ်ဆိုင်တို့ရောက်ရှိခဲ့ပါတယ်။သူရဲ့ဘတ်ဂျက်ကဒေါ်လာ၄.၃၈ကျပ်ပဲကျန်တော့ပြီးတော့လမ်းမေးစားတော့ဆိုင်တို့ရောက်လာခဲ့ပါတယ်။ လမ်းပေးဆိုင်ဆိုပေမဲ့အရသာမျိုးစုံရှိကဟင်းလဲဆုံးပါတယ်တင်ဆက်သူကအုံတို့ကျဆုပ်ပြုတ်ကိုမှာလိုက်တယ်အုံတို့ထမင်းစားစုံနှစ်စုံနဲ့ငရုတ်သီးစိမ့်စပွဲတင်စုံတစ်စုံကိုအိုတလုံးနဲ့ထဲမွေပြီးတော့မီးဖို့ပေါ်တင်လိုက်တယ်ရေစီပြီးချက်သားနဲ့ခရမ်းဒီပါထည့်လိုက်ပြီးတော့ရေအနေငယ်တကြားငားငံပြားရေအနေငယ်ထဲကရောမွေလိုက်ပါတယ် ပြီးတော့အုံတို့အနေငယ်ငရုတ်တီစိမ့်အနေငယ်နဲ့ပင်စိမ့်ရွက်အနေငယ်ထည့်ပြီးတော့တမအောင်မှုပြလိုက်ပါတယ်။ထမင်းလုံးလေးအလကားရပြီးဒေါ်လာ2.89ကျပ်သားကုန်ကြပြီးတော့ပြရပါဝယ်တောက်လိုက်သေးပါတယ်။အယောင်ကကာလီဟင်းနဲ့တူပြီးထမင်းနဲ့တွဲစားလိုက်တော့အရသာရှိကအရေးရွှမ်းပြီးတော့မှုလဲမှုပါတယ်။ နောက်ဆုံးပြောရမယ်ဆိုရင်တော့ထိုင်းနိုင်ငံဘန်ကောက်မှာတင်ဆက်သူကစားစီရိတ်ပျော်ပွဲရှင်ပွဲစီရိတ်တက်စီစီရိတ်နဲ့တဲကိုခန်းခါများအပါအဝင်ဒေါ်လာ19.65ကျပ်သားကုန်ကြခဲ့ပါတယ်။နေရာထိုင်ခင်းမတက်တာရာကလွှဲရင်တော့ကျန်တဲ့ရာအလုံးကတော့အရန်အဆင်ပြေပါတယ်။